မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Matchla 2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ MNDA ရဲ့တိုက်ခိုက်သိမ်းပိုက်ထားမှုကြောင့်တိုင်းစစ်ဌာနချုပ်လက်ကိုက်မရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်မြင့်ကျော်ထွန်းတိုင်းဦးစည်းချုပ်ဘိုးမူကြီးထွန်းနိုင်စိုးမိုင်းရဲနဲ့တန်ရန်ဗျူဟာမှုတို့ကိုစစ်ကောင်စီကတရုတ်ကြားဖြန့်ဂိုင်းနေစီကနေငွေယူမှုနဲ့ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဖေဖော်ဝါရီလ28ရက်နေ့ကကြားဖြန့်ငွေလိန်ခိုင်းများနဲ့ပတ်သက်တယ်ဆိုပြီးတော့ရခင်ကရမခတန်ရန်တိုင်းမူဘိုးချုပ်မြင့်ကျော်ထွန်းရမခတိုင်းဦးစည်းချုပ် မိုင်းရဲ့ view ဟာမှုနဲ့တန်ရန် view ဟာမှုတို့ကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။တိုင်းမှုတော်တော်များများကကြားဖြန့် case နဲ့ညှိနေကြတယ်။ပတ်သက်ဆက်နွယ်နေတဲ့ဒီကြားဖြန့်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ဟာတွေကိုစောစောစီစီရှင်းထုတ်နေတဲ့သဘောမျိုးလို့ပြောရမှာဖြစ်ပါတယ်။ရှမ်းလေးရှမ်းလို့ခေါ်တယ်။အရှိမြောက်တိုင်းအရှိပိုင်းတိုင်းအရှိအလယ်ပိုင်းဖရီကန်ပေါ့။အဲ့ဒီနေရာတွေမှာတာဝန်ထမ်းဆောင်ခဲ့ကြတယ်။တာဝန်ထမ်းဆောင်ဘူးကြတယ်။ရာထူးကြီးပိုင်းတော်တော်များများကလည်း ်ဆက်ပြီးတော့အဲ့ဒီကြားဖြတ်နဲ့ညှိလိုက်မယ်အဲ့ဒီလိုခံမှန်းပါတယ်အထက်ထဲမှာပြောနေကြတာကြီးလဲကြားနေရတယ်လို့စီဒီယံဘူကြီးဇင်ရောကတုံးသက်ပြောပြထားပါတယ်လက်ရှိမှာအကြပ်ဘတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာတိုင်းမုံများကိုစစ်တပ်ကတော်စင်တေစာခေါ်အလုတ်တင်ဘူတင်နန်းကြောင်းစင်များကိုမျှပြီးတော့ခန့်ထားတယ်လို့သိရပါတယ်အဲ့ဒီကြောင်းများဟာတကြောင်းနဲ့တကြောင်းနှီးစပ်မှုမရှိဘဲမတည့်တဲ့သဘောရှိနေကအချင်းချင်းပြန်ဆောင်ကြည့်ပြီးတော့တရင်ရရှိရန်လှုံ့ဆော်နေခြင်းဖြစ်နိုင်တယ်လို့စီဒီယံဘူကြီးဇင်ရောကပြောပါတယ် ဖမ်းဆီးခံရတဲ့သူတွေကရမခတိုင်းဦးစီးချုပ်ဘုံမူကြီးထွန်းနိုင်စိုးဟာကြားဖြန့်လုပ်ငန်းများကနေပြီးတော့တိန်ထောင်ချီပြီးလာစေရယူနေတဲ့အပြင်တပ်တွင်းဖိနှိပ်မှုများကိုလည်းလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။တိုင်းဦးစီးချုပ်ဘုံမူကြီးထွန်းနိုင်စိုးဟာတန်ရန်မန်ကက်နဲ့မိုင်းရဲဒေသများမှာရှိတဲ့ကြားဖြန့်လောင်းကစားလုပ်ငန်းများမှာပါဝင်ပတ်သက်နေပြီးတော့တရုတ်ငွေနဲ့မြန်မာကျပ်ငွေပိန်းကိုထောင်ချီပြီးတော့လာစေရယူခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဘုံမူကြီးထွန်းနိုင်စိုးဟာ အရက်ကောင်းများကိုပုံမှန်တောက်တုံးပြီးတော့လက်အောင်ငယ်သားစစ်တီများကိုတော့နေတိုင်းလိုလိုဆဲဆူရိုက်နှက်နေတယ်လို့သိရပါတယ်။၎င်းရဲ့ဇနီးဖြစ်သူဟာလည်းလက်အောင်ငယ်သားများကိုဆဲဆူရိုက်နှက်ပြီးတော့လင်မယားနှအုပ်စလုံးမူရစေဝါတုံးဆွဲခဲ့ကြတယ်လို့သိရပါတယ်။ရခင်ကာလကတပ်တွင်းအရာရှိများကကြားပြတ်လုပ်ငန်းများနဲ့ပတ်သက်ပြီးတော့ဗိုလ်မှူးကြီးထွန်းနိုင်စိုးကိုတိုင်ကြားတော်လဲနာဆာကအတွင်ရေးမှုဗိုလ်ချုပ်ကြီးအောင်လင်းတို့ရဲ့တူတော်ဆက်တဲ့အတွက်အေးအေးယူခံရခြင်းကနေပြီးတော့ကင်းလွတ်ခဲ့တယ်လို့သိရပါတယ်။ တန်ရမ်းမြို့မှာရုံးဆိုင်ထားတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကတိုင်းဦးစီးချုပ်ဘုံမူကြီးထွန်းနိုင်စိုးကရုံးမှာရန်ဆိုင်တဲ့အရာရှိကြီးတဦးပါလက်အောက်ငယ်သားတွေအပေါ်လဲထိုးချိတ်ရိုက်နှက်တာတွေအများရန်ဆဲဆူနေတာတွေကြောင့်ရမခကုတ်ခဲမှုအောက်မှာရှိတဲ့အရာရှိစစ်တီတွေဒုက္ခရောက်နေကြရပါတယ်တက်တွဲအမှုဖြစ်စဉ်တွေကိုလည်းကိုလွတ်ရုံးပြီးတော့တခြားသူတွေကိုထိုးထွေးနေပါတယ်တက်တွဲနဲ့မှာမိခိုးရဲမေစစ်တီတွေပါမကြမ်းသူတခုံးစုံတခုံးကြောက်နေရပါတယ်မူရဲစေဝါတွေကိုတော့စိတ်ကြိုက်သုံးဆွဲနေတဲ့အပြင်ကြားဖြတ်လုပ်ငန်းတွေပါပါ တရုတ်ငွေတွေနဲ့အိတ်ကဖောင်းနေတဲ့သူပါလို့တက်တွင်းမိသားစုကသတင်းပေးဖို့ပြောကြားထားပါတယ်။2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ကစစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းတန်ရမ်းမြို့နယ်မှာအွန်လိုင်းအသုံးပြုပြီးတော့ငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေသူတရုတ်နိုင်ငံသား18ဦးနဲ့မြန်မာနိုင်ငံသား28ဦးတို့ကိုငွေလိမ်လုပ်ငန်းလုပ်ကိုင်ရမှာအသုံးပြုတဲ့ဆက်ဆက်ပစ္စည်းများလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကိုထိုးစစ်ဆင်နေတဲ့စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းမှာစစ်အရာရှိများကအောက်ခြေရဲဘော်များကိုထမင်းချပြုတ်စားတောက်ခွင့်အောင်မပေးဘဲအငတ်ထားထားပြီးတော့အသေးခံစစ်တိုက်ခိုင်းနေတယ်လို့ခလိုက်ရ64ကနေအလင်းဝင်လာတဲ့တပ်သားနိုင်လင်းထွန်းကပြောဆိုထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကမက်စလာတရက်နေ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကထုတ်ပြန်တဲ့ရုပ်သံအင်တာဗျူးမှာ ောင်စီရစစ်ကြောင်းကနေအလင်းဝင်လာတဲ့တမ55လက်အောက်ခံခလိုက်ရ64တရင်ကတတ်သားနိုင်လင်းထွန်းကအခုလိုမျိုးပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီမှာအလင်းလောင်ရဲ့အကြောင်းတော့ဘုံလုံးလူပဲကျွန်တော်တို့လည်းငါကီးရနေပြီပြုတ်ချင်းကျွန်တော်တို့စိတ်ဆန္ဒမပါမဲနဲ့လေကျွန်တော်တို့တိုက်ခိုင်းနေပြုတ်ရလို့ချင်းထားရသားတော့သူတို့ကတော့စားနေတောက်နေပြီးတော့ကျွန်တော်တို့ကတော့ငါကီးရခံပြီးတော့ရှိရနေတိုက်နေသူတို့ကတော့နောက်မှစားတောက်နေရဲဘော်တွေတင်းတင်းဒီဒီဆိုတဲ့ပုံစံမျိုးနဲ့ပဲ သူတို့ကတိုက်နောက်ကပို့တဲ့ငယ်ဟောက်လေသူတို့ကသူစားလေရဲဘော်တွေချပြီးတော့ကျွေးတာဘာညာတော့မရှိဘူးအားကြောင့်မို့လို့လေကြိုက်လို့ကျွန်တော်ဘူးလို့လင်းလာဝင်လို့ပါအောင်စီရစစ်ကြောင်းမှာကြန့်ရှိနေတဲ့လူအများစုဟာစိတ်ဓာတ်တွေပြက်ပြားနေပြီးတော့စစ်တိုက်ချင်းစိတ်လုံးဝမရှိတော့ဘဲလက်နက်ချပြီးတော့ အလင်းဝင်ရန်စိတ်ဆန္ဒတွေပြင်းပြနေကြတယ်လို့ပြောပါတယ်သို့တော်လည်းအထက်ရာရှိများကအလင်းဝင်ရန်ပြုလုပ်ခြင်းနဲ့ထွက်ပြေးခြင်းများကိုပြုလုပ်ပါကပြစ်ပတ်မယ်ဆိုပြီးတော့ချိန်ချောက်ထားတယ်လို့ပြောပါတယ်တိုက်ပွဲအတွင်းမှာလည်းအောက်ခြေရဲဘော်များကိုနောက်ပြန်မလှည့်ခိုင်းမဲနဲ့အသေးကန်တိုက်ခိုင်းနေတယ်လို့ပြောပါတယ်အောက်ခြေရဲဘော်များကိုလည်းလက်နက်ချလင်းဝင်ပါကတော်လိုင်းရေးတပ်ဖွဲ့တွေကမင်းတို့ကိုတပ်ပစ်မှာဆိုပြီးတော့ဝါရဖြန့်ထားတယ်လို့ပြောဆိုထားပါတယ်အလင်းဝင်လာတဲ့တပ်သားနိုင်လင်းထွန်းဟာအကြမ်းဖက်စစ်ကောင်စီကိုပြန်လှည့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ရဲ့ရှေ့တန်းမှာအသေးခံတိုက်ခိုင်းနေတဲ့စစ်မှုထမ်းတပ်သားတွေများအဖြစ် ြစ်နေစူးစောင်းခြင်းကိုမခံဘဲတော်လိုင်းတပ်ဖွဲ့များထံမှအမြန်ဆုံးပူးပေါင်းပါဝင်ကြရန်လဲတိုက်တွန်းပြောဆိုထားတာကိုတွေ့ရပါတယ်ကျွန်တော်စစ်ကောင်စီကိုပြန်ပြီးတော်လန့်မယ်ဆိုတာကျွန်တော်တော်တော်ကြီးစိတ်နာတယ်လို့ပါဟောဆိုတချို့ဆိုရင်ကျွန်တော်ညီကိုတော်တွေသူတို့ကသူတို့နေကြမရဘူးဖိနှိပ်တယ်သူတို့ခိုင်းရတဲ့အချိန်မလို့ထိုးဝါကြိတ်ဟန်လဲတော်တော်ကြီးလက်စင်တာဘာမှမဆိုင်တဲ့ကီတူလူတို့ကိုလည်းသူ့ဘောက်ညဘက်သွားတာအစပေါ်တာဆိုပြီးဆွဲဆွဲပြီးတော့ချင်းရှေ့တန်းကိုအတင်းပို့တင်တန်းလေး၄၅လောက်တက်ပြီးတော့ဘာမှအ အတွေ့အကြုံမရှိတဲ့ကလေးတွေကိုရှေ့တန်းအောင်ပို့သူတို့ကတော့နောက်မှနေအထိုင်ရနေတယ်ကျွန်တော်အဲ့ဒါကြီးလည်းမကြိုက်လို့ပြည်သူစုမှုတန်းအနေနဲ့ဝင်လာမဲ့ညီကိုတော်တွေအကုန်လုံးတော့ကျွန်တော်ခင်နိုင်တဲ့မဝင်စေချင်ဘူးပြဒီပြည်သူစုမှုတန်းကြီးဝင်မယ်စားဒီအထက်ကလူကြီးတွေပြန်ပြီးတော့တော်လှန်မဲ့ကိုညီကိုအဖွဲ့သီးတွေပြန်ပြီးဝင်စေချင်တယ်ဘာလို့ဒီလိုဝင်လာလဲသူတို့ငငက်ကြက်ကြက်ထားမယ်ထားပြီးရှေ့တန်းအောင်တင်မယ်တင်တီဗီဆိုတဲ့ပုံစံမျိုးနဲ့လုံမယ်သူတို့ကတော့အနောက်ကနေခုံပေါ်မှာထိုင်ပြီးခိုင်းနေပါပဲ ဲ့ဒါကြောင့်ကျွန်တော်ကျွန်တော်ညီဒီကိုဝင်လာမယ်ဆိုရင်တော့မဝင်ကြပါနဲ့လို့ပဲကျွန်တော်တိုက်တွန်းနေပါတယ်အခုလိုမျိုးခလာရ64ကနေအလင်းဝင်လာတဲ့တပ်သားနိုင်လင်းထုံးကပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမြောင်မြို့နယ်အနောက်ချမ်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီအုပ်စုတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကစစ်ကြောင်းပြတ်တဲ့အထီးကိုချိန်မုံတိုက်ခိုက်နိုင်ခဲ့ပြီးတော့ပုံမှန်နဲ့လက်နက်ခဲယမ်းတွေကိုသိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောင်မြို့နယ်အနောက်ချမ်းကကြေးရွာတွေကိုမခွေးတိုင်းရည်စကြိုမြို့ဘက်ကနေချင်းတွင်းမြေကိုဖျက်ပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီအုပ်စုတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဖေဖော်ဝါရီလ26ရက်နေ့မနက်ပိုင်းမှာစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ကိုနွေဦးကပြောပါရတယ်။တိုက်ပွဲဖြစ်တာကမနက်9နာရီလောက်မှာစဖြစ်တာပါ။ သူတို့စစ်ကောင်စီဘက်ကအထိနာတော့ Jet Fighter နဲ့2ချိန် MI-35 နဲ့6ချိန်လာပြီးတော့ပြစ်တယ်တိုက်ပွဲမှာသူတို့ဘက်ကပုံမှန်6ရောက်နဲ့လက်နက်ခဲရနေပါကျွန်တော်တို့ဘက်ကတင်းစီရရှိထားတယ်လို့ဗိုလ်ကြီးတယောက်နဲ့အခြားတေဆုံးသူတွေလည်းရှိတယ်ဒဏ်ရာရတဲ့သူတွေလည်းများတယ်သူတို့ဘက်ကအရာရှိတွေအပါအဝင်ဖိကိုက်တေဆုံးသူတွေများတော့ပြန်ပြီးတော့စုတ်ခွာထွက်ပြေးသွားတာစစ်ကြောင်းကဖိအိုဖျက်ဖြစ်ပြီးတော့စုတ်သွားရတာလို့ CDSOM ရဲ့ခေါင်းဆောင်ကိုနေဦးကပြောပြထားပါတယ်ရေစကြိုမျိုးဘက်ကနေအင်အား200ကျော်နဲ့မြောင်းနယ်တဲကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့စစ်ကောင်စီအုပ်စုတွေနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားမှာမနက်ပိုင်းကနေညနေပိုင်းအထိကိုအပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သူကပြောပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီအုပ်စုတွေကလက်နက်ကြီးအပါအဝင်လက်နက်ခဲယမ်းအများအပြားကိုတိုက်စီရရှိခဲ့ပြီးတော့ အရင်အတွက်ကိုတော့စစ်ဆေးနေတော့မယ်လို့ကိုနွေဦးကပြောပါတယ်လက်နဲ့ခဲရန်တွေကတော့အကုန်လုံးတော့မဆက်ရသေးဘူးအဲ့ဒီထဲမှာ RPG တက်လက်ပါတယ်60မမတက်လက်နဲ့ MA3 တွေလည်းပါတယ်အဖွဲတွေကစုံနေတာဆိုတော့လက်နဲ့တွေရတာကိုစရင်အတိအကျမလုပ်ရသေးဘူးလို့သူကပြောပါတယ်နှစ်ဖက်တိုက်ပွဲအတွင်းမှာစစ်ကောင်စီအုပ်စုဘက်ကအရာရှိတွေအပါအဝင်ထိခိုက်သိမ်းဆုပ်မှုတွေရှိခဲ့တယ်လို့စစ်တုံးမှန်6ယောက်နဲ့လက်နဲ့ခဲရန်တွေကိုပါတော်လိုင်းတပ်ဖွဲ့တွေဘက်ကတိုက်စီရရှိခဲ့ပြီးတော့ ရဲဘော်အချို့လဲမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံဗိုလ်ချုပ်စ်ကပြောပြထားပါတယ်။ကျွန်တော်တို့ဘက်ကသူတို့စစ်ကောင်စီအုပ်စုတွေတက်လာတဲ့အချိန်မှာသူတို့ဘက်ကလည်းပြစ်တယ်လို့ကျွန်တော်တို့ဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခဲ့ပါတယ်။အဲ့ဒီလိုကျွန်တော်တို့ဘက်ကပြစ်တဲ့အချိန်မှာသူတို့ဘက်ကတော်တော်များများကြပါတယ်။သူတို့ဘက်ကလေရင်နဲ့လာကျဲတဲ့အချိန်မှာကျွန်တော်တို့ဘက်ကပြန်ဆုပ်သွားမယ်လို့သူတို့ကထင်နေတာ။ကျွန်တော်တို့ဘက်ကပြန်မဆုပ်ဘဲနဲ့တိုက်ခိုက်ခဲ့တာပါအခုကျွန်တော်တို့ပြန်သိရတာကတို့စစ်ကောင်စီအုပ်စုရဲ့တိုက်ရင်မှုကထထောင်းနဲ့ဘိုက်မှာထိပြီးတော့တေသွားတယ်လို့ကြားတယ် ကျွန်တော်တို့မျက်မြင်မှာတော့သူတို့ဘက်ကထိခိုက်သေးဆုံးသွားတာ၁၀កောင်နဲ့အထက်ရှိပါတယ်ကျွန်တော်တို့ဘက်ကတော့မစိုးရိမ်ရဒဏ်ရာလောက်ပဲရရှိခဲ့တယ် စစ်တုံးမန်းတွေကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့လက်နက်ခဲယမ်းတွေလည်းအများအပြားရရှိခဲ့ပါတယ်လို့ဗိုလ်ချုပ်ကရှင်းပြထားပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီအုပ်စုဘက်ကပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းတင်တန်းပေးထားတဲ့သူတွေပါဝင်တယ်လို့စစ်ကောင်စီအုပ်စုရဲ့အရာရှိတွေပါတေဆုံးခဲ့တာကြောင့်မြောင်းနယ်အတွင်းမှာတော်လိုင်းတပ်ဖွဲ့တွေဘက်ကအောင်မြင်တဲ့တိုက်ပွဲတစ်ခုဖြစ်တယ်လို့လည်းသူကပြောဆိုခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီအုပ်စုရဲ့တေဆုံးမှုနဲ့လက်နက်ခဲယမ်းသိမ်းဆီးရရှိမှုအခြေအနေအသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေသေးဖြစ်ပြီးလက်ရှိမှာအထင်အားခဲ့တဲ့စစ်ကောင်စီအုပ်စုကလေကြောင်းနဲ့လက်နက်ကြီးပစ်ကူတဲ့ ေအပါအဝင်မြေပြင်ထိုးစစ်ကိုပါပြင်းပြင်းထန်ထန်လှုပ်ဆောင်နေတာမို့လို့အတိပြုလို့မရသေးဘူးလို့လည်းပြောပါရတယ်။တိုက်ပွဲမှာအထိနာခဲ့တဲ့စစ်ကောင်စီအုပ်စုကဖေဖော်ဝါရီလ28ရက်နေ့မနက်ပိုင်းမှာရေစကြိုဘက်ကနေထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပေမယ့်တော်လိုင်းရေးတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားခဲ့တာကြောင့်လေကြောင်းကနေဘုံကျဲပစ်ခတ်မှုတွေပြုလုပ်ပြီးညနေပိုင်းမှာပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။မြောင်မြို့နယ်တိုက်ပွဲမှာအထိနာခဲ့တဲ့စစ်ကောင်စီအုပ်စုက Jet Fighter MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ်ဘုံကျဲပစ်ခုပေးခဲ့တဲ့အပြင်ရေစကြိုဘက်ကပါလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့လေကြောင်းကဒီကနေ့အထိကိုဆက်လက်ပြီးတော့ဘုံကျဲပစ်ခတ်နေတာကြောင့်မြောင်းနယ်အနောက်ချမ်းမှာရှိတဲ့ရွှေတချောင်းဒုက္ခဒီပါစုလေကုံနနွင်းကမြစ်တောင်မြစ်စုံရွှေလန်စတဲ့ကြီးပါတွေကထောင်ထဲကြီးတဲ့ဒေသခံပြည်သူတွေဟာလည်းထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AR Data ပသိမ်မြို့နယ်မှာအချမ်းဘတ်စစ်တပ်ကလူငယ်များကိုစစ်မှုထမ်းဆိုင်ရင်တွင်းရန်လက်မှတ်ရေးထိုးခိုင်းပြီးတော့စစ်မှုထမ်းရမယ့်အချိန်မှာလူငယ်များထွက်ပြေးတိမ်းရှောင်ခြင်းပြည်ပရောက်နေတဲ့လူငယ်များစစ်မှုထမ်းရန်မြန်မာနိုင်ငံကိုပြန်မလာခြင်းများဖြစ်ပေါ်လာပါကမိဘဆွေမျိုးများကိုပြည်သူစစ်မှုထမ်းဥပဒေပုံမှ26နဲ့ထောင်ဒဏ်တစ်နှစ်ချမှတ်မယ်လို့ဘုံမူနိုင်စော်ကချိန်ချောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလိုမျိုးချိန်ချောက်နေတဲ့သူဘုံမူနိုင်စော်ဆိုတာဟာပသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖွဲ့ဝင်တစ်ဖြစ်ပြီးတော့ ပသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်1ဖြစ်ပြီးတော့ပသိမ်မြို့နယ်စစ်မှုထမ်းစစ်ခေါ်ရေးအဖွဲ့ရဲ့တာဝန်ခံတအူးလည်းဖြစ်တယ်လို့သိရပါဗျ။ပသိမ်မြို့နယ်အတွင်းကျေးရွာအုပ်စုများကစစ်မှုထမ်းမဲ့အသက်အရွယ်ပြည့်ပြီးတဲ့လူငယ်များကို မြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးရုံများကိုစင်ခေါ်ပြီးတော့စစ်မှုထမ်းရန်သဘောတူပါတယ်ဆိုတဲ့လက်မှတ်များကိုရေးထိုးခိုင်းနေတယ်လို့သိရပါတယ်စစ်မှုထမ်းစရင်သွင်းမှတ်ပုံတင်ထားပြီးတဲ့လူငယ်များဟာပြည်ပကိုရောက်နေပါကလည်းမိဘဆွေမျိုးများကပြန်လည်ခေါ်ယူထားရန်စစ်မှုထမ်းတဲ့အချိန်မှာလူငယ်များမရှိပါကမိဘဆွေမျိုးများကိုစစ်မှုထမ်းဥပဒေပုံမှန်26နဲ့ဖမ်းဆီးအရေးယူပြီးထောင်ဒဏ်36မှတ်သွားမယ်လို့၎င်းကပြောဆိုနေပါတယ် စစ်ဘုတ်တန်းအသက်ရွယ်ရောက်တဲ့သူတွေကိုစရင်သွင်းဖို့ဆိုပြီးတော့မြို့နယ်ထွေအုံရုံးကိုခေါ်ပြီးတော့လက်မှတ်ရေးထိုးခိုင်းနေတာအဲ့လိုလက်မှတ်ရေးထိုးထားတဲ့လူငယ်တွေကိုဗိုလ်မှူးနိုင်စော်ကချင်းချောက်ပြောဆိုတာထိုင်းတို့တခြားနိုင်ငံတို့မှာအလုတ်သွားလုပ်နေတာတွေကိုလည်းပြန်ခေါ်ထားဖို့နဲ့စစ်ဘုတ်တန်းမဲပေါလို့လူမရှိရင်မိသားစုဝင်တအုပ်ကကိုစားလိုက်ရမယ်လူစားလိုက်မဲ့သူမရှိရင်မိဘကိုဖမ်းဆီးအရေးယူပြီးတော့ထောင်ချမယ်မိဘကိုထိရင်တာသမီးကပြန်လာမှာပဲအဲ့ဒီတော့မှစစ်မှုထမ်းဖို့ပြန်လာရင်လဲပြန်လာမဲ့လူငယ်ကိုထောင်နှံနဲ့ချမယ် ြီးမှစစ်မှုထမ်းရမယ်လို့ချိန်ချောက်ပြောဆိုနေတယ်လို့ဒေသခံတအုပ်ကပြန်လည်တိုင်ကြားထားပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေပုံမှန်26မှာမြည်သူမစိုးပြည်သူစစ်မှုထမ်းဥပဒေပါပြစ်မှုတရရက်ကိုအားပေးကူညီကြောင်းပြစ်မှုထင်ရှားစီရင်ခံရရင်အဲ့ဒီလူကိုတနည်းထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နေရာစလုံးကိုဖြစ်စေချမှတ်မယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒါအပြင် အေယာဝတီတိုင်းလေးမြနာမြို့နယ်မှာအကြမ်းမဆက်တဲ့ကလူငယ်6ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။ ်မတ်လ၁ရက်နေ့မွန်လွဲပိုင်းမှာလေးမြနာမြို့နယ်စမ်းချေးရွာကလူငယ်၃ဦးနဲ့စိန်တဲချေးရွာကလူငယ်၃ဦးကိုအချမ်းမတ်စစ်ကောင်စီတပ်သားများကနေအိမ်ထဲအထိကိုဝင်ရောက်ပြီးတော့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။လေးမြနာမြို့နယ်စမ်းချေးရွာမှာနေတဲ့လူငယ်၃ဦးကိုဒီနေ့မွန်လွဲပိုင်းမှာစစ်ခွေးတွေကနေအိမ်ပေါ်အထိကိုတက်ပြီးတော့စစ်မှုထမ်းဖို့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။စိန်တဲချေးရွာကလူငယ်၃ဦးကိုလည်းနေအိမ်ပေါ်အထိကိုတက်ပြီးတော့စစ်မှုထမ်းဖို့ဆိုပြီးအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်။ အခုမိသားစုတွေစိုးရိမ်တော့ကရောက်နေကြပြီဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာမသိရသေးဘူးလို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNDA ကင်းရှင်းပြီးတော့အကြံဖတ်စစ်အာဏာရှင်စနစ်ဇိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ you <laughs>